က်သူကမြတ်တယ်တဲ့အတ္တဟိတသမာတိပရဟိတသမာထမြတ်တယ်လို့ဒါဒီလိုကိုသိရမယ်ပေါ့ဒါကဥစဉ်တို့ပြောတာမဟုတ်ဘူးเนาะဒါမြတ်စွာဘုရားဟောကြားထားတဲ့ဒေသနာအတိုင်းဒါဥစဉ်တို့အမှန်ကိုသိဖို့အတွက်ပြောပြရခြင်းဖြစ်တယ်ပေါ့အဲ့ဒီအသုံးတို့ကဘာကိုပြောလဲဆိုတော့အတ္တဟိတအလုဆိုတာ ဘယ်လိုမျိုးကိုပြောတာဖြစ်တယ်ပရဟိတအလုဆိုတာဘယ်လိုအလုတွေကိုပြောတာဖြစ်တယ်ဆိုတာကိုဒီသုံးတော့ကဉာဏ်နဲ့တာသုံးတော့ကနေပြီးတော့မြတ်စွာဘုရားဟောကြားထားတာဖြစ်တယ်ပေါ့ဓမ္မချစ်ခင်သူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီကနေ့ဦးဇင်းတို့အားလုံးသောဓမ္မချစ်ခင်သူတော်စင်များကို ဓမ္မဒါနပြုပြောပြမြတ်ဝေပေးမှာကတော့ဦးဇင်းတို့မြတ်စွာဘုရားဟောကြားထားတဲ့ဟောကြားတော်မူခဲ့တဲ့အတ္တဟိတပရဟိတနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်လောကမှာအတ္တဟိတရဲ့ပရဟိတရဲ့ဆိုပြီးတော့ဒီလိုနှမျိုးရှိတယ်ပေါ့အဲ့ဒီနှမျိုးရှိတဲ့အထဲမှာဦးဇင်းတို့အလုံးစုံဓမ္မချစ်ခင်သူတော်စင်များ ဓမ္မကြာခဏခဏခဏကြားနေရတာကတော့ပရာဟိတာဆိုတဲ့စကားပဲဖြစ်တယ်ဗောအဖွဲစည်းတွေဖွဲ့ဖွဲ့ပြီးတော့ဒါကတော့ပရာဟိတာအဖွဲဟေးဆိုပြီးတော့ဒါအဖွဲတွေအဖွဲတွေမှာသူတပားအကျိုးပြုလုပ်ငန်းလူမှုအကျိုးပြုလုပ်ငန်းတွေလုပ်ပြီးတော့ဒါပရာဟိတာအဖွဲဆိုပြီးတော့ဒီလိုပြောဆိုကြတယ်ဗောတချို့ကြတော့လည်းပဲ တို့ကတော့တကူတော့ပရဟိတသမားဆိုပြီးတော့ဒီလိုပြောဆိုသုံးနှုန်းတာလည်းရှိတယ်ပေါ့အဲ့တော့ပရဟိတနဲ့ပတ်သက်ပြီးတော့ပရဟိတသမားတွေပရဟိတအဖွဲ့တွေတကူတော့ပရဟိတသမားတွေ ਨੇ ဒီလိုပတ်သက်ပြီးတော့ပရဟိတဆိုတဲ့စကားလုံးကိုဦးဇင်းတို့ဓမ္မချိကင်သူတော်ရှင်များခဏခဏကြားပူတယ်ကြားနေရတယ်ပေါ့ သို့တော်လည်းပဲအတ္တဟိတနဲ့ပတ်သက်ပြီးတော့ဒီအဖွဲကတော့အတ္တဟိတအဖွဲဟိသူကတော့တကူတော့အတ္တဟိတသမားဒုကတော့တကူတော့အတ္တဟိတသမားလို့ဒီလိုပြောဆိုသုံးလုံးပြောဆိုသုံးဆွဲတာတော့ဒါမကြဘူးပါဘူးရှိလည်းမရှိပါဘူးပရိဒအဖွဲပရိဒသမားဒီလိုပဲပြောဆိုသုံးလုံး ပြောဆိုသုံးဆိုကြတာရှိတယ်ပေါ့အဲ့တော့ပြောချင်တာကပရာဟိတာဆိုတဲ့စကားလုံးကိုလူတိုင်းကြားဘူးကြတယ်လူတိုင်းသိကြတယ်လူတိုင်းသုံးဆွေးနေကြတယ်ပေါ့ပြောဆိုသုံးဆွေးနေကြတယ်ပေါ့အဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ဟောကြားထားတဲ့အတ္တဟိတာနဲ့ပရာဟိတာဒီအတ္တဟိတာနဲ့ပရာဟိတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ ဓမ္မချစ်ခင်သူတော်ဇင်များဘာသာရေးဘူတုဒ္ဒတူပွားရရှိဖို့အတွက်ဓမ္မဘူတုဒ္ဒဓမ္မအတိတွေတူပွားရရှိဖို့အတွက်မတိတိတဲ့သူတွေတိဖို့အတွက်ပေါ့ဒါဒီကနေ့ဦးဇင်းတို့အလုံးစုံဓမ္မချစ်ခင်သူတော်ဇင်များတေချာလေးမှတ်သားကြရမှာဖြစ်တယ်ပေါ့အဲ့တော့ပထမဆုံးအနေနဲ့ဘာကိုမှတ်သားရမလဲဆိုတော့ အတ္တဟိတနဲ့ပရဟိတရဲ့အနတ္တိပေကိုဓမ္မတာထားရမှာဖြစ်ပါတယ်အတ္တဟိတဆိုတာကမိမိအကျိုးမိမိရဲ့အကျိုးစီးပွားအတွက်ပြုလုပ်အားထုတ်တာသည်အတ္တဟိတမိမိရဲ့အကျိုးစီးပွားကိုကျိုးစီးပွားအတွက်ပြုလုပ်အားထုတ်တာသည်အတ္တဟိတ သူတစ်ပါးရဲ့အကျိုးစီးပွားအတွက်ပြုလို့အာထုတ်တာဒီပရာဟိတဖြစ်တယ်လို့ဒါဒါကိုပထမဆုံးမှတ်သားထားကြရမှာ ဖြစ်တယ်ဗောအဲ့ဒီအတ္တဟိတပရာဟိတနဲ့ပတ်သက်ပြီးတော့ဥစဉ်လိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကအင်္ဂုတ္တရနိကေမှာဒါတုတ်တံ၅တုတ်ပေါ့သဝလာတတုတ်ရဲ့ ရာဂဝိနည်းတုတ်ရယ်ခိပန္နိတန္တိတုတ်ရယ်အတ္တဟိတတုတ်ရယ်တိခဗရာတုတ်ရယ်ဆိုပြီးတော့တုတ်တန်၅မျိုးတုတ်တန်၅ခုပေါ့အဲ့ဒီမှာမြတ်စွာဘုရားတေတိချာချာဟောကြားထားတာရှိတယ်ပေါ့အတ္တဟိတနဲ့ပရာဟိတနဲ့ပတ်သက်ပြီးတော့ဒီတုတ်တန်၅ခုမှာဒါအတ္တဟိတတုတ်မှာဆိုရင်မြတ်စွာဘုရား အတဟိတပရာဟိတနဲ့ပတ်သက်ပြီးတော့ပုဂ္ဂိုလ်၄မျိုးကိုခွဲပြတ်ထားပါတယ်အဲ့ဒီပုဂ္ဂိုလ်၄မျိုးကဘာတွေလဲဆိုတော့နံပါတ်၁အတဟိတတော့လုတ်တယ်ကိုကျိုးစီးပွားပေါ့အတဟိတတော့လုတ်တယ်ပရာဟိတသူတပါးကျိုးစီးပွားမလုတ်တယ်ပုဂ္ဂိုလ်ကတစ်မျိုးတဲ့ဒါနံပါတ်၁ပုဂ္ဂိုလ် အတ္တဟိတလှုပ်တယ်ပရာဟိတမလှုပ်ဘူးနံပါတ်2ပုဂ္ဂိုလ်ကြတော့ပရာဟိတတော့လှုပ်တယ်တဲ့အတ္တဟိတမလှုပ်တဲ့ပုဂ္ဂိုလ်ဒါကနံပါတ်2ပုဂ္ဂိုလ်နံပါတ်3ပုဂ္ဂိုလ်ကြတော့အတ္တဟိတလည်းမလှုပ်ဘူးပရာဟိတလည်းမလှုပ်ဘူးဒါကနံပါတ်3ပုဂ္ဂိုလ်နံပါတ်4ပုဂ္ဂိုလ်ကြတော့အတ္တဟိတလည်းလှုပ်တယ် ရာဟိတလည်းလှုပ်တယ်ဒါကနံပါတ်၄ပုဂ္ဂိုလ်ဖြစ်တယ်ဗောအဲ့တော့အတ္တဟိတနဲ့ပရာဟိတနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကဒါပုဂ္ဂိုလ်၄မျိုးကိုဒီလိုဟောပြထားတယ်ဗောဥစဉ်တို့လောကမှာကတော့ပရာဟိတပရာဟိတနဲ့ဒီလိုပဲပြောကြတယ်ဗောပရိုက်တာသမားတွေပရိုက်တာအဖွဲတွေဒီလိုပြောကြတယ်ပေါ့အခုဒီမှာကတော့ ဘုရားရှင်ကိုတော်မြတ်ကပုဂ္ဂိုလ်၄မျိုးခွဲပြတယ်။နံပါတ်၁အတ္တဟိတလှုပ်တယ်ပရာဟိတမလှုပ်တဲ့ပုဂ္ဂိုလ်တစ်မျိုး။နံပါတ်၂ကပရာဟိတတော့လှုပ်တယ်အတ္တဟိတမလှုပ်တဲ့ပုဂ္ဂိုလ်တစ်မျိုး။နံပါတ်၃ကအတ္တဟိတလည်းမလှုပ်ဘူးပရာဟိတလည်းမလှုပ်တဲ့ပုဂ္ဂိုလ်တစ်မျိုး။နံပါတ်၄ကအတ္တဟိတလည်းလှုပ်တယ်ပရာဟိတလည်းလှုပ်တယ်။ဒါပုဂ္ဂိုလ်၄မျိုးပေါ့။ <laughs> အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်၄မျိုးကိုဒါဥစဉ်တို့ဓမ္မချိခင်သူတော်ရှင်များဒီပုဂ္ဂိုလ်၄မျိုးရှိတယ်ဆိုတာကိုဒါမှတ်သားထားရမယ်ပေါ့မှတ်သားပြီးတော့သဝလာတသုံးမှာကြတော့ဘုရားရှင်ကိုယ်တော်မြတ်ကဒီပုဂ္ဂိုလ်၄မျိုးမှာဘယ်ပုဂ္ဂိုလ်ကမြတ်တယ်ဘယ်ပုဂ္ဂိုလ်ကတာပြီးတော့မြတ်တယ်ဘယ်ပုဂ္ဂိုလ်ကအမျက်ဆုံးဖြစ်တယ်ဆိုတာကို ဒါခွဲခြားဟောပြထားတာဖြစ်တယ်ပေါ့သဝလာတတုံးမှာဒီအတ္တဟိတပရဟိတနဲ့ပတ်သက်ပြီးတော့ဒါမြတ်တဲ့ပုဂ္ဂိုလ်ပုံမြတ်တဲ့ပုဂ္ဂိုလ်အမျက်ဆုံးပုဂ္ဂိုလ်ဆိုပြီးတော့ဒီလိုခွဲပြထားတယ်အဲ့တော့ဒါလေးကိုလည်းပဲဥစဉ်တို့ဓမ္မချိခင်သူတော်စင်များသိချလေးမှတ်သားမယ်ပေါ့နံပါတ်1အတ္တဟိတလည်းမလုတ်ဘူး ပရဟိတလည်း မလုပ်ဘူးဒီပုဂ္ဂိုလ်တစ်မျိုးကိုအရှိဆုံးနံပါတ်1နေရာမှာထားပြီးတော့မြတ်စွာဘုရားဟောပြလောကမှာတဲ့အတ္တဟိတလည်းမလုပ်ဘူးပရဟိတလည်းမလုပ်တဲ့အပုဂ္ဂိုလ်ရှိတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဘာနဲ့တူလဲဆိုလို့ရှိရင်ဟိုဘက်အစွန်ဒီဘက်အစွန်အစွန်နှစ်ဖက်မီးလောင်ပြီးတော့အလဲမှာလဲပဲမစင်နေပေးနေတဲ့သူတေကောင် ဖုတ်တဲ့သူတေကောင်ကို မီးဖုတ်တဲ့ထင်းစထင်းတုံးလိုပဲတဲ့ဘယ်နေရာမှာမှအတုံးမဝင်ဘူးအတုံးမကြဘူးဒါဆက်စုပ်ပွဲရွှန်ရှာပွဲ ကောင်းတယ်ပေါ့ထင်းစရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်မှာလည်းပဲမီဒီယာလောင်နေတယ်သူတေကောင်ကို မီးဖုတ်တဲ့ထင်းစအဲ့ဒီဟိုဘက်ထိပ်ဒီဘက်ထိပ်မီးလောင်ရုံနဲ့မဟုတ်ပဲနဲ့အလဲမှာလည်းပဲမစင်တွေက ပေးရည်နေတယ်ဆိုတဲ့ဒီတင်းစားဟာမိလောင်ထားတာကတကြောင်မစင်နေပြနေတာတကြောင်သူတေကောင်မိဖုတ်တဲ့ထင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဘသူကမှမထည့်ရဲမတွေ့ရဲဟလာဘယ်နေရာမှာမှဒါအသုံးမဝင်ဘူးပေါ့အဲ့တော့အတ္တဟိတနဲ့ပရဟိတဒီနှမျိုးအတ္တဟိတလည်းမလုပ်ပရဟိတလည်းမလုပ်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီလိုပဲတဲ့ လူသေးကောင်ကိုမီးပုတ်တဲ့ထင်းစားလိုပဲအစွန်းနှစ်ဖက်မီးလောင်အလဲမှာမစင်နေပေနေလို့ဘလို့မအသုံးမကျတယ်လို့ပဲဒါအတ္တဟိတလည်းမလို့ပရဟိတလည်းမလို့တဲ့ပုဂ္ဂိုလ်ဟာဒါအသုံးမကျတဲ့ပုဂ္ဂိုလ်အသုံးမဝင်တဲ့ပုဂ္ဂိုလ်ပေါ့ဒါကနံပါတ်1နေရာထားပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဟောပြတယ်ပေါ့အဲ့တော့နံပါတ်2နေရာမှာကြတော့ဘယ်ပုဂ္ဂိုလ်ကိုဟောပြလဲဆိုတော့ ပရဟိတတော့လုတ်တယ်တဲ့သူတော့လည်းပဲအတ္တဟိတကြတော့မလုတ်ဘူးတဲ့ပရဟိတသူတပားရဲ့အကျိုးစီးပွားအတွက်တော့ပြုလို့အားထုတ်တယ်မိမိရဲ့အကျိုးစီးပွားဖြစ်တဲ့အတ္တဟိတတော့သူမလုတ်ဘူးတဲ့နံပါတ်2ပုဂ္ဂိုလ်အဲ့ဒီနံပါတ်2ပုဂ္ဂိုလ်ဒီတဲ့ပရဟိတလုတ်တဲ့အတွက်ကြောင့်မို့လို့အတ္တဟိတတော့သူမလုတ်ဘူးသို့တော်လည်းပဲ ပရဟိတတခုကိုလှုပ်တဲ့အတွက်ကြောင့်မို့လို့နံပါတ်1ပုဂ္ဂိုလ်ဖြစ်တဲ့အတ္တဟိတလည်းမလှုပ်ပရဟိတလည်းမလှုပ်တဲ့ဒီပုဂ္ဂိုလ်ထက်စာရင်သူကမြတ်တယ်တဲ့သူကတာတယ်ပေါ့နံပါတ်1ပုဂ္ဂိုလ်ကအတ္တဟိတလည်းမလှုပ်ဘူးပရဟိတလည်းမလှုပ်ဘူးနံပါတ်2ပုဂ္ဂိုလ်ကပရဟိတတော့လှုပ်တယ်အတ္တဟိတတော့မလှုပ်ဘူးဒါကြောင့်ပရဟိတလှုပ်တဲ့အတွက်ကြောင့်မို့လို့သူဟာ အတဟိတရောပရဟိတပါမလုတဲ့ပုဂ္ဂိုလ်ထတ်တော်သူကတာပါတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်တမြတ်တယ်ဒါကနံပါတ်1ပုဂ္ဂိုလ်ပရဟိတလုတ်ပြီးတော့အတဟိတမလုတဲ့ပုဂ္ဂိုလ်နောက်တော့ကနံပါတ်3ပုဂ္ဂိုလ်ကြတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကအတဟိတတော့လုတ်တယ်တဲ့သူက ပရဟိတတော့မလုတ်ဘူးတဲ့တမျိုးပဲလုတ်တာသူလည်းပဲ။ အတ္တဟိတလုတ်တယ်ပရာဟိတမလုတ်ဘူးဒါနံပါတ်3ပုဂ္ဂိုလ်အဲ့တော့သူကြတော့အတ္တဟိတပဲလုတ်ပြီးတော့ပရာဟိတမလုတ်တဲ့ပုဂ္ဂိုလ်ဒီနံပါတ်1ပုဂ္ဂိုလ်ဖြစ်တဲ့အတ္တဟိတလည်းမလုတ်ပရာဟိတလည်းမလုတ်တဲ့ပုဂ္ဂိုလ်ထာတာတယ်နံပါတ်2ပုဂ္ဂိုလ်ဖြစ်တဲ့ပရာဟိတတော့လုတ်တယ် အတ္တဟိတမလုတ်တဲ့ပုဂ္ဂိုလ်ထက်တာတဲ့ပုဂ္ဂိုလ်၄မျိုးထက်သူကတာတယ်တဲ့ပုံမြက်တယ်နံပါတ်၁ပုဂ္ဂိုလ်နံပါတ်၂ပုဂ္ဂိုလ်ထက်သူကမြက်တယ်တဲ့အတ္တဟိတသမာတိပရဟိတသမာထက်မြက်တယ်လို့ဒါဒီလိုသိရမယ်ပေါ့ဒါကဥစဉ်တို့ပြောတာမဟုတ်ဘူးเนาะဒါမြတ်စွာဘုရား ဟောကြားထားတဲ့ဒေသနာအတိုင်းဒါဥစဉ်တို့အမှန်ကိုသိဖို့အတွက်ပြောပြရခြင်းဖြစ်တယ်ပေါ့လောကမှာကတော့ဒါပရဟိတလုတ်တာကတော့မြတ်တဲ့အလုပ်ပဲအတ္တဟိတဆိုတာကတော့ကိုကျူးစီးပွားအတွက်လုတ်တာမမြတ်ဘူးကိုရဲ့အကျိုးစီးပွားအတွက်ပဲအလုပ်လုပ်နေတယ်ပရဟိတမလုတ်ဘူးဆိုရင်ဒါမမုံမြတ်ဘူးလို့ ဒီလိုထင်ကြတယ်ပေါ့တိုးတော်လည်းပဲဒီမှာမြတ်စွာဘုရားဟောကြားထားတာကတော့အတ္တဟိတလှုပ်တဲ့ပုဂ္ဂိုလ်ပရဟိတတော့မလှုပ်ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာ ပရဟိတလှုပ်ပြီးတော့အတ္တဟိတမလှုပ်တဲ့ပုဂ္ဂိုလ်ထက်အမြတ်တယ်နံပါတ်၁ပုဂ္ဂိုလ်ကအတ္တဟိတလည်းမလှုပ်ဘူးပရဟိတလည်းမလှုပ်ဘူးအဲ့ဒီပုဂ္ဂိုလ်ထက်လည်းမြတ်တယ်နံပါတ်၂ပုဂ္ဂိုလ်ကြတော့ပရဟိတတော့လှုပ်တယ်အတ္တဟိတမလှုပ်ဘူးသူ့ထက်မြတ်တယ် ူးထက်လည်းမြတ်တယ်နံပါတ်3ပုဂ္ဂိုလ်ကအတ္တဟိတတာလုပ်တယ်ပရာဟိတမလုပ်ဘူးအဲ့တော့နံပါတ်1ပုဂ္ဂိုလ်ထက်နံပါတ်2ပုဂ္ဂိုလ်ကမြတ်တယ်နံပါတ်1နှစ်ပုဂ္ဂိုလ်ထက်နံပါတ်3ပုဂ္ဂိုလ်ကမြတ်တယ်အတ္တဟိတတော့လုပ်တယ်ပရာဟိတမလုပ်တဲ့ပုဂ္ဂိုလ်နောက်နံပါတ်4ပုဂ္ဂိုလ်ကြတော့သူကြတော့ အတ္တဟိတလည်းလုပ်တယ်ပရာဟိတလည်းလုပ်တယ်ပေါ့ ဲ့ဒီပုဂ္ဂိုလ်ကတော့ပုဂ္ဂိုလ်အလုံးထက်ဒါအသာဆုံးအမျက်ဆုံးအကောင်းဆုံးအမုံမျက်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဗောဒါကိုဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကသဝလာတသုတ်ဆိုပြီးတော့အဲ့ဒီမှာဟောကြားထားတာဖြစ်တယ်ဗောပုဂ္ဂိုလ်၄မျိုးဒါအစဉ်တိုင်းမျက်ပုံကိုဘုရားရှင်ကိုတော်မြတ်ဦးဇင်းတို့ တတ္တဝဝိနည်းတွေသိဖို့အတွက်ဦးဇင်းတို့ဓမ္မချစ်ခင်သူတော်ရှင်များသိရှိဖို့အတွက်ဒါဟောဖို့ညွှန်ပြဆုံဆုံးမခဲ့တယ်ပေါ့အဲ့တော့ဒီကနေ့ဦးဇင်းတို့အလုံးစုံဓမ္မချစ်ခင်သူတော်ရှင်များလောကမှာတိထားတဲ့အတိယထင်ထားတဲ့အထင်ကတော့ပရဟိတလောက်တာမြတ်တယ်အတ္တဟိတသမာဓိဆိုင်ရင်ပရဟိတသမာကမြတ်တယ်အတ္တဟိတဆိုတာက ကိုကျိုးစီးပွားအတွက်လှုပ်တာ ပရဟိတကသူတပါအကျိုးစီးပွားအတွက်လှုပ်တာအဲ့တော့ကိုကျိုးစီးပွားထက်သူတပါအကျိုးစီးပွားကိုလှုပ်တာကမြတ်တယ်လို့ဒီလိုထင်ထားကြတယ်ဒီလို သိထားကြတယ်ပေါ့သို့တော်လည်းပဲတကယ်တမ်းကျတော့ဘုရားဟောတဲ့အထင်မှာကတော့ပရဟိတတော့လှုပ်တယ်အတ္တဟိတမလှုပ်တဲ့ပုဂ္ဂိုလ်ထက်အတ္တဟိတလှုပ်ပြီးတော့ ရဟိတမလုပ်တဲ့ပုဂ္ဂိုလ်ကတာလုံးမြင့်မြတ်တယ်ဆိုတာကိုမြတ်စွာဘုရားကဟောကြားတယ်ပေါ့အဲအဲ့ဒီမှာအမျက်ဆုံးကတော့ဒါအတ္တဟိတတယ်လုပ်ပရဟိတလည်းလုပ်ဒီလိုပုဂ္ဂိုလ်မျိုးကတော့ဒါအတ္တဆုံးအမျက်ဆုံးပုဂ္ဂိုလ်အလုံးထက်အမျက်ဆုံးဖြစ်တယ်ပေါ့အဲ့တော့ဦးဇင်းတို့အတ္တဟိတပရဟိတနဲ့ပတ်သက်ပြီးတော့ဒီတုတ်တန်တစ်ခုမှာဒီလိုလေးမြတ်စွာဘုရားကဟောပြထားတယ် ဲ့တော့တုတ်တဲ့နှစ်ခုဦးစဉ်ကပြောပြသွားပြီးပြီအတ္တဟိတတုတ်မှာကပုဂ္ဂိုလ်၄မျိုးရသော်ပြဟောကြားတယ်အခုဒီသဝလာတတုတ်မှာကတော့ဒီပုဂ္ဂိုလ်၄မျိုးရဲ့အစဉ်အဆက်မျက်ပုံကိုပြောပြတယ်ကျန်တဲ့တုတ်တွေကတော့ရာဂဝိနည်းတုတ်ခိပန္တိတန်တီတုတ်တိခဗရတုတ်ဆိုပြီးတော့ဒါကျန်တဲ့၃တုတ်ရှိသေးတယ်ဗောအဲ့ဒီ၃တုတ်ကိုဦးဇင်းတစ်ခုချင်းစီပြောမယ်ဆိုလို့ရှိရင်ဒါအချိန်နေ အရန်ကြာသွားမှာဆိုလို့ဦးစင်ပေါင်းပြီးတော့အချင်းချုပ်ပြီးတော့ပြောမယ်ပေါ့အဲ့ဒီအသုံးတို့ကဘာကို ပြောလဲဆိုတော့အတ္တဟိတအလုဆိုတာဘယ်လိုမျိုးကိုပြောတာဖြစ်တယ်ပရဟိတအလုဆိုတာဘယ်လိုအလုတွေကိုပြောတာဖြစ်တယ်ဆိုတာကိုဒီသုံးတို့ကကျန်တဲ့တာသုံးတို့ကနေပြီးတော့မြတ်စွာဘုရားဟောကြားထားတာ ဖြစ်တယ်ပေါ့ အဲ့တော့ဦးဇင်းတို့ဒီမှာသိက္ခာပဒသုံးပါဆိုလို့ရှိရင်ငါးပါးတိလနဲ့ပတ်သက်ပြီးတော့ပြောတယ်ပေါ့ခိပ္ပနိတန်ဒီသုံးပါဆိုလို့ရှိရင်လည်းကုသတရားတွေလကုတ္တလကုတ္တရာတရားအားလျော်တဲ့အကျင့်တွေဓာတ်တွေပြောတယ်ပေါ့နောက်ရာဂဝိနည်းသုံးပါဆိုလို့ရှိရင်လည်းပဲရာဂဒေါသမောဟတွေဓာတ်တွေပယ်ဖျောက်ဖို့အတွက်ကျင့်တဲ့အကြောင်းတွေပြောတယ်ပေါ့ဒါကဦးဇင်းတို့အကုန်လုံးခြုံငုံပြီးတော့ပြောမယ်ဆိုရင်တာ အသေးဖွဲကုသိုလ်လေးကနေစပြီးတော့ဝိပဿနာအလုပ်ထိရာဂဒေါသမောဟတွေချုပ်ငင်းအောင်ကင်းအောင်အာထုတ်တဲ့ဒါဝိပဿနာတရားအထိအမြင့်ဆုံးပေါ့နိဗ္ဗာန်ရောက်စေတတ်တယ်ဒါကုသိုလ်တရားတွေပေါ့အားလုံးကတော့အဲ့တော့ဒီကျန်တဲ့သုံးတုပ်ကိုဦးဇင်းတို့အချင်းချုပ်ပြီးပြောလိုက်မယ်ဆိုလို့ရှိရင်တော့ နိဗ္ဗာန်ရောက်ကြောင်းအသေးအဝဲကုသိုလ်လေးကနေစပြီးတော့ဝိပဿနာအထိပေါ့ဒါဒီလိုမှတ်သားရမယ်ပေါ့အဲ့တော့အတ္တဟိတဆိုတာဘုရားဟောတဲ့အတ္တဟိတဘုရားဟောတဲ့ပရဟိတဆိုတာဘာကိုပြောတာလဲဆိုတာကိုဒါဥစ္စံတို့ဓမ္မချိတ်ကင်သူတော်စင်များမှတ်သားရမယ်ပေါ့ အသေးပွဲကုသိုလ်လေးကနေစပြီးတော့ကုသိုလ်တရားဒါနသီလအစရှိတဲ့ဒီလိုကုသိုလ်ကနေစပြီးတော့ဒုက္ခခတ်တဲ့အင်းကြီးရဖြစ်တဲ့မျက်နှာဘံကိုမျက်မှောက်ပြုဖို့အတွက်ရာဂဒေါသမောဟတွေပယ်ဖြောက်ဖို့အတွက်ကင်းဖို့အတွက်အမြင့်ပြတ်ဖို့အတွက်ဒါဝိပဿနာတရားလို့တွေကိုဒါအားထုတ်ခြင်းပေါ့အဲ့ဒီအသေးပွဲ ကုသိုလ်လေးကနေပြီးတော့ဒါနသီလသမထဝိပဿနာဒီလို အစင်းအစင်းကုသိုလ်ကောင်းမှုတွေကုသိုလ်တရားတွေပေါ့နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုမိမိကိုယ်တိုင်ကျင့်ကြံကြိုးကုပ်ပြုလို့အားထုတ်တယ်ဆိုတာဟာဒါအတ္တဟိတာလို့ဘုရားရှင်ကိုယ်တော်မြတ်ကဒီလိုဟောတာဖြစ်ပါတယ်အတ္တဟိတာဆိုတာကိုယ်အကျိုးစီးပွားအဲ့ဒီကိုအကျိုးစီးပွားအတ္တဟိတဆိုတာဟာဘယ်လိုအလုပ်တွေကိုပြောတာလဲဆိုရင် နိဗ္ဗာန်ရောက်ကြောင်းဒါအသေးပွဲကုသိုလ်လေးကနေစပြီးတော့ဒါနသီလသမထဝိပဿနာဒါနိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တရားဝိပဿနာအထိပေါ့ဒီလိုကောင်းတဲ့ကုသိုလ်တရားတွေကိုဒါမိမိကိုယ်တိုင်ပြုလုပ်တာသည်မိမိရဲ့အကျိုးစီးပွားအတွက်မိမိပြုလုပ်တာသည်ဒါအတ္တဟိတာပြုလုပ်တယ်အားထုတ်တယ်လို့ဘုရားရှင်ကိုယ်တော်မြတ်ကအဲ့ဒီလိုဟောတာဖြစ်ပါတယ် ဒါဆိုရင်အတ္တဟိတဆိုတာဘာလဲဆိုတာကိုဒီခဏဦးဇင်းတို့အားလုံးသောဓမ္မချင်းကင်သူတော်ရှင်များဒါသိလိုက်ပြီပေါ့ဟောပရာဟိတဆိုတာကဘုရားရှင်ကိုတော်မြတ်ဟောတဲ့ပရာဟိတဆိုတာကဘာကိုပြောတာလဲဆိုရင်မိမိကိုယ်တိုင်ဒီအာထုတ်တဲ့ကုသိုလ်တရားဒါနသီလသမထဝိပဿနာ မထဘာဝနာဝိပဿနာဘာဝနာဒီလိုကုသတရားတွေကိုနိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုသူတပားတွေအာထုတ်ဖြစ်အောင်ပြောပြဆိုပြနှူးစော်တိုက်တွန်းပြုလို့ဆောင်ရွက်ပေးခြင်းသည်ဒါသူတပားတွေဒီနိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုပြုလို့ဖြစ်အောင်ပြုလို့အောင်ပေါ့ဒါမိမိကနေပြီးတော့ပြုလို့အာထုတ်ပေးခြင်းသည်ဒါပရဟိတာဖြစ်ပါ ဒါဘုရားရှင်ကိုတော်မြတ်ဟောတဲ့ပရဟိတပါပဲနိဗ္ဗာန်ကြောင့်တရားတွေကိုမိမိကိုယ်တိုင်ပြုလုပ်ခြင်းသည်အတ္တဟိတသူတပားတွေကို ပြုလုပ်စေခြင်းသည်သူတပားတွေပြုလုပ်ဖြစ်အောင်နိဗ္ဗာန်ကြောင့်နိဗ္ဗာန်ရောက်ဖို့အတွက်နိဗ္ဗာန်ရောက်ကြောင်းကောင်းမြတ်တဲ့ဒါနသီလတမထဝိပဿနာဒီလိုတရားတွေကိုပြုလုပ်ဖြစ်အောင်မိမိကပြုလုပ်အားထုတ်ပေးခြင်းသည် ဒါကပရဟိတဖြစ်တယ်ဗောဒါဘုရားဟောတဲ့အတ္တဟိတနဲ့ပရဟိတပါပဲအဲ့တော့တချို့ကမိမိကိုယ်တိုင်နိဗ္ဗာန်ရောက်ကြောင်းကုသတရားတွေပြုလို့အာထုတ်တယ်ဒါပေမဲ့သူတစ်ပါးအတွက်တော့ဒါပြုလို့စီခြင်းနိုးစော်တိုက်တွန်းခြင်းဒါမလုပ်ပြီးဘူးဗောမိမိအတွက်ပဲမိမိအာထုတ်တယ်အဲ့ဒီပုဂ္ဂိုလ်ဒီဒါ အတ္တဟိတသမားဖြစ်တယ်ပရဟိတသူမလုပ်ဘူးပေါ့ဟောတချို့ကြတော့သူတပားတွေကိုဒါနပြုဖို့သီလစောင့်တည်ဖို့ဝိပဿနာ အားထုတ်ဖို့တွေတိုက်တွန်းတဲ့နိုးစော်တဲ့ပြုလုပ်ပေးတဲ့ဆောင်ရွက်ပေးတဲ့သူတပားတွေပြုလုပ်ဖြစ်အောင်တိုးတော်လည်းပဲမိမိကိုယ်တိုင်ကြတော့အဲ့ဓာတွေကိုမလုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီအတ္တဟိတတော့မလုပ်ဘူးပရဟိတတော့လုပ်တယ်ပေါ့တချို့ကြတော့ နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တရားတွေဒါနသီလတမထဘာဝနာဝိပဿနာဘာဝနာတွေကိုကိုယ်တိုင်လည်းဘာမှမလုပ်ဘူးသူတပါအတွက်လည်းဒါအလုံးမလုပ်ဘူးမပြောစို့မတိုက်ထွန်းဘူးဆိုလို့ရှိရင်မဆောင်ရွက်ဘူးဆိုလို့ရှိရင်ဒါဟာအတ္တဟိတလည်းမလုပ်ဘူးပတ္တဟိတလည်းဒါမလုပ်ဘူးပေါ့တချို့ကြတော့ကိုယ်တိုင်လည်းပဲကျင့်ကြံကြိုးကိုပွားများအားထုတ်သလို့ သူတပားတွေကိုလည်းပဲကြင်ကြံကြိုးကိုပွားများအာထုတ်စီတယ်ဗောအဲ့ဒီပုဂ္ဂိုလ်ကြတော့အတ္တဟိတလည်းလှုပ်တယ်ပရာဟိတလည်းလှုပ်တယ်ဗောအဲ့တော့အတ္တဟိတနဲ့ပရာဟိတနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဓမ္မချိခင်သူတို့ဆင်များအတော်အသင့်တော့ဒါဖရာခေါ်တဲ့အတ္တဟိတနဲ့ပရာဟိတကိုအတော်သင်နားလေသဘောပေါက်ပြီလို့တော့ဦးဇင်းကတော့မျှော်လင့်ပါတယ်အဲ့တော့ဘလို့အလုတ်ကပရာဟိတအလုတ်ဖြစ်တယ် ဘလို့လုတ်ကအတ္တဟိတအလုတ်ဖြစ်တယ်ဆိုတာကိုဒါကွဲကွဲပြားပြားသိနာလေဖို့အရေးကြီးပါတယ်ဦးဇင်းတို့အများစုကတော့ပရဟိတကမမြတ်တယ်အတ္တဟိတကပရဟိတတော့မမြတ်ဘူးလို့ဒီလိုထင်ကြတယ်ပေါ့တကယ်တမ်းကြတော့ဘုရားဟောတဲ့ဒီသနာအယတရားတော်ရဆိုလို့ရှိရင်အတ္တဟိတ တတ်တတ်ပဲလှုပ်တယ်နောက်တူကပရာဟိတတတ်တတ်လှုပ်တယ်ဒီနှစ်ဦးရှင်ရင်အတ္တဟိတသမားကပရာဟိတသမားတက်တာလုံးမြင့်မြတ်တယ်ဆိုတာကိုဒါဘုရားဟောဒေသနာရဒါမှတ်သားရမယ်ပေါ့အဲအကောင်းဆုံးကတော့အတ္တဟိတလည်းလှုပ်ပရာဟိတလည်းလှုပ်တာကတော့ဒါအကောင်းဆုံးဖြစ်တယ်ပေါ့ ဒါကိုဦးဇင်းတို့အားလုံးသောဓမ္မချစ်ခင်သူတော်စင်များဒီကနေ့ပရိုက်တာတွေခစ်စားနေတဲ့အချိန်မှာမြတ်စွာဘုရားဟောကြားတဲ့မုံမြတ်တဲ့ပရဟိတမုံမြတ်တဲ့အတ္တဟိတတကယ်ပရဟိတတကယ်အတ္တဟိတဆိုတာဘယ်လိုမျိုးလဲအခုလောကမှာဦးဇင်းတို့လုံနေကြတဲ့ဒါပရိုက်တာအဖွဲတွေကောင်းပါတယ်သို့တော်လည်းပဲဦးဇင်းတို့တတွေဒါအယူဆတွေ လွေမှာတိမြင်ရင်တော့ဒါကတော့မကောင်းဘူးပေါ့သူတပားတွေကိုယ်တိုင်လူတန်းတယ်ဒါကအတ္တဟိတကိုယ်တိုင်လူတန်းတယ်လို့တခြားတပားသူတွေကိုလည်းပဲဒါလူတန်းစေတယ်လူတန်းကျင်လာအောင် ပြောဆိုပြုလို့အထောက်တယ်ဆိုရင်ဒါပရာဟိတပဲတချို့ကြတော့ကိုယ်တိုင်ကြတော့မလူဘူးသူတပားဟုတ်တာတိုက်တွန်းတာနိုးစော်တာသူတပားလူအောင်တာပြောတာဆိုတာပြုလုပ်တာပေါ့ကိုယ်တိုင်ကြတော့မလူဘူးဒါကြတော့ပရာဟိတဖြစ်သွားတယ် တချို့ကြတော့သူတို့ဘာကိုတစည်းလေးမှမတိုက်တွန်းဘူးမပြောဘူးမဆိုဘူးကိုယ်တိုင်ပဲလူတယ်ဒါကတော့အတ္တဟိတဖြစ်တယ်ပေါ့ဒါကဒါနရေးနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့ဒီကနေ့လောကမှာသူတစ်ပါးတွေကဒါကုညီဆောင်ရွက်လူတန်းနေကြတဲ့ပုဂ္ဂိုလ်တွေပရဟိတဆိုတဲ့ဒါခေါင်းစဉ်ပဲတက်ထားတယ်ပေါ့တကယ်တမ်းတော့မိမိတို့တွေလုံနေတဲ့အလုပ်ဒီဒါပရဟိတလားအတ္တဟိတလား ဓမ္မမောအတ္တဟိတယောပရဟိတယောပါရလားဆိုတာကိုဦးစင်းဒီကနေ့ပြောပြမြဝေတဲ့အတ္တဟိတနဲ့ပရဟိတနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာကိုဒါနားထောင်ပြီးတဲ့အခါမှာကွဲကွဲပြားပြားသိနာလေလာချမှာဖြစ်တယ်ဗောအလုံးသောဓမ္မချစ်ခင်သူတော်စင်များလောကမှာအတ္တဟိတနဲ့ပရဟိတနှမျိုးရှိတယ်ဘုရားရှင်ကိုတော်မြတ်ကလည်းပဲဒီအတ္တဟိတပရဟိတတွေကိုဒါရှင်းလင်းဟောပြခဲ့တယ်ဗော ဲ့တော့ပရဟိတဆိုတဲ့အနတ္ထိပဲအတ္တဟိတဆိုတဲ့အနတ္ထိပဲပရဟိတအတ္တဟိတမှာဒါနှမျိုးစလုံးလောက်တာကတော့ဒါအကောင်းဆုံးဖြစ်တယ်ဆိုတာကိုဒီကနေ့မှတ်သားနားလည်သဘောပေါက်ပြီးတော့ဦးဇင်းတို့အားလုံးသောဓမ္မချစ်ခင်သူတော်ရှင်များအတ္တဟိတကိုလည်းပြုလို့ဆောင်ရွက်နိုင်ကြပါစေပရဟိတကိုလည်းပြုလို့ဆောင်ရွက်နိုင်ကြပါစေလို့ဦးဇင်းကနေပြီးတော့ဆုတောင်းဆန္ဒပြုပါတယ် အလုံးစုံဓမ္မကြည်ခင်သူတို့ရှင်များကိုစိတ်နှပြကျမ်းမာချမ်းသာအသက်ရှိကြစွာနဲ့သာသနာအကျိုးကိုလည်းပဲစတတ်တဲ့ဘုသေးဘုဆောင်ရွက်နိုင်ကြကုန်သောတရားတိမြင့်မြတ်နိဗ္ဗာန်သို့ဝင်ရောက်နိုင်ကြကုန်သည့် သာသနာပြုသူတော်ကောင်းသူမြတ်လောင်များဖြစ်နိုင်ကြပါစေ။